ဟင်္သာမြို့နယ်လမ်းဦးစီးဌာနအနေနဲ့ဟင်္သာမြို့နယ်အတွင်းလမ်းများကောင်းမွန်စေရေးအတွက်2025-2026ကျောင်းဘန်နာရီနှစ်မှာကတ္တရာလမ်းချဲ့ခြင်းနှစ်ဖာလုံးကတ္တရာထပ်ပိုးလွှာခင်းခြင်းနှစ်ဖာလုံးကတ္တရာလမ်းအနေအမြင့်ဖြည့်ညှိခြင်း3မိုင်6ဖာလုံးနဲ့ကတ္တရာလမ်းပေါက်ဖာခြင်းလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။သတင်းပြည်ဆောင်ကတော့ပတိန်သတင်းဌာနကအခုလိုပဲပေးပို့ထားပါတယ်ရှင်။ ဟင်္ဒရာမြို့နယ်လမ်းဦးစီးဌာနအနေနဲ့တာဝန်ယူထင်းသိမ်းရတဲ့လမ်း၁၂လမ်းရှိပြီးလမ်းမိုင်အားဖြင့်83မိုင်9တသမ၄နှစ်တဖာလုံးကိုထိန်းသိမ်းရတာဖြစ်ပါတယ်။ဟင်္ဒရာစုံဘုံမြအောင်လဟံပြည်ကွင်းကောင်းကြံကင်းမြအောင်နဲ့ဟင်္ဒရာပတိရန်ကုန်တိုင်းဒေသကြီးကိုဆက်သွယ်တဲ့လမ်းဖြစ်ပြီးနေစဉ်ရေးစီးရ1400ကျော်ဖြတ်တန်းသွားလာတဲ့အရေးပါတဲ့လမ်းဖြစ်ပါတယ်။ ခီးသွားပြည်သူများအဆင်ပြေချုံးမြေစွာသွားလာနိုင်ရေးရန်ရည်လန်းနေရဲ့ကင်းရှင်ရေးအတွက်ပြည်စင်ထိတ်သိမ်းခြင်းလုပ်ငန်းများကိုဟင်္ဒရာမြို့နယ်လမ်းဝန်ကြီးဌာနကဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ဟင်္ဒရာမြို့နယ်လမ်းဝန်ကြီးဌာနကတာဝန်ယူရတဲ့လမ်း12လမ်းရှိပြီးတော့လမ်းမိုင်စုစုပေါင်း83မိုင်9တက်သမ4နှစ်တဖာလုံးတောင်းယူဆောင်ရွက်ရပါတယ်ရှင်။အခုရရှိနေတဲ့လမ်းကတော့ဟင်္ဒရာစုံကုန်းမြောင်းလမ်း14လေး 15ဒုံညာတွင်လမ်းနှိမ်မြင့်ကြီးလုပ်ငန်းဆောင်ရွက်နေတဲ့နေရာဖြစ်ပါတယ်ရှင်လမ်းဟာဆိုလို့ရှိရင်ပြေကွင်းကောက်ကြံကင်းမြောင်နှင့်ဟင်းတရာပတိန်ရန်ကုန်တို့ကိုဆက်သွက်ထားတဲ့လမ်းရင်းဖြစ်ပါတယ်ရှင် 2015 26ဘန်နာနှစ်မှာကတ္တရာလမ်းချဲ့ခြင်းနှစ်ဖါလုံးကတ္တရာထပ်ပို့လာခြင်းနှစ်ဖါလုံးကတ္တရာလမ်းနေမြင့်ခြင်းခြင်း3မိုင်နဲ့6ဖါလုံးနဲ့ဟိုကတ္တရာလမ်းပေါက်ဖားလေးခြင်းလုပ်ငန်းများရှိပါတယ်ရှင့်ဒီလမ်းကတော့ဟိုတနည်းကိုရင်းစည်းရ1400ကျော်သွားလာနေတဲ့လမ်းဖြစ်ပါတယ်ထောက်လို့ရင်းဝင်စည်းရတာလမ်းဦးစီးဌာနရဲ့အစစ်စစ်စီမံခန့်ခွဲမှုများနဲ့လမ်းများကိုလုံခြုံချုံ့မွေ့စွာသွားလာရေးအတွက်အဆင်ပြေအောင်အင်တန်အားတိုင်းဆောင်ရွက်လျက်ရှိပါတယ်ဒီလမ်းလေးကအမြန်အောင် ပတန်ရန်ကုန်သူကအရှိကြီးပေါ့ဒီလမ်းကတော့အရှိကြီးပေါ့နော်အရင်အရင်တော့ကတော့အနေမြင့်နေစီတော့ညီမရေသွားလာတာအဆင်မပြေဘူးရန်အနေရလဲခဏခဏဖြစ်တယ်ပေါ့နော်ဂျိုင်လေးတွေဂျိုင်လေးတွေကြောင့်လေခဏခဏဖြစ်တာပေါ့အခုအခုလိုလမ်းဦးစီးဌာနကနေအခုလိုကျင်းစင်လောက်ပြီးတော့သွားလာတာလဲအဆင်ပြေတယ်ရန်အနေရလဲကျင်းစင်တာပေါ့ဒီသတင်းကိုတင်ဒင်းဌာနဝယ်ကပြုပို့ထားပါရရှင်